2010ခုနှစ်ဇန်နဝါရီ16ရက်နေ့အပြည်ပြည်ဆိုင်ရာထေရဝါဒဘုရားသာသနာပြုတက္ကသိုလ်ထေရဝါဒပတာရဏီတိန်တော်ကြီးအတွင်းဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်ရွှေတရဖီရိတ်မုံရွှေအင်ဂျင်လန်အိမ်မှဂျေ3နေဖခင်ကြီးဒေါက်တာ ဥမျိုးလွင်ဤ85နှစ်ပြည့်မြောက်သောစင်ရတုမွေနေ့မင်္ဂလာအခါသမယဝဲညနေပိုင်းကိုဤတန်ရှိရှုအာယုံပြုလျက်အပြည့်ပြည့်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက်ကဲ့သို့ပမောက္ခချုပ်ဆရာတော်အပုနောပတံပရာတိတ်ခါထက်လူတော်မင်္ဂလာနှင့်သူသားများဖြစ်ကြသောမောင်ခိုင်စောမြင့်မောင်နေမျိုးမောင်နေမျိုးလွင်တို့ ဥပတံဗရကံဆောင်မြင့်မြတ်သောယဟန်ပုံတို့ရောက်ရှိအောင်ရှစ်ဖြာပြိခရာလှူဒန်းခြင်းဆိုတဲ့သိခတ္တယဟန်ကံမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားအနုမောဒနာတရားလောကမှာကိုယ်ွယ်ရာဆိုတာလူတွေဟာအရေးတကြီးရှာကြတဲ့အရာဖြစ်တယ်ဘုရားဘာသာတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တရဏဂုံပေါ့တရဏဂုံစောက်တည်ကြတယ် ဒါအထူးဆန်းမဟုတ်ဘူးလောကမှာလူသားတွေလူဘဝရလာတဲ့အချိန်မှာလူတွေလက်လမ်းမမီတဲ့တဘာဝဆွမ်းအားကြီးတွေကြောင်းမဲ့ဖယ်ရတဘာဝဆောင်းအားကြီးတွေဘေးရန်တွေဓာရီကျုံလာတဲ့အခါမှာလူသားတွေဟာဒီအကြောက်တရားကိုဘာနဲ့ရှင်းရမလဲဆိုပြီးတော့အာကိုရရှာကြတာ အဲ့ဒီကစပြီးတော့ကိုယ်ကမှုဆိုတာအမျိုးမျိုးတွေဖြစ်ပေါ်လာတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းဟောထားတာရှိတယ်မနုဿာဘယတ္တိတ္တာလူတွေဟာအန္တရာယ်တွေရဲ့ချင်းချောက်မှုကိုခံနေခံရတဲ့အခါမှာ shelter တို့ refuge တို့ refuge တို့ဆိုတာရှားလာကြတယ်ပေါ့နော်အာကိုစရာတွေလုံခြုံမဲ့ထင်တဲ့နေရာတွေကို ရှားလာကြတယ်အဲ့လိုရှားလာတဲ့အတွက်ကြောင့် ဘာသာတရားတွေလောကမှာအမျိုးမျိုးပေါ်လာတယ်ကိုးခွေရာဆိုပြီးတော့အဲ့တော့ကိုးခွေရာအာထာရာလို့ကိုထင်ပြီးတော့အာကိုးပြီမယ်လို့တခါတရံအာကိုးရာမဖြစ်တာတွေလည်းအများကြီးရှိတယ်ပေါ့ကိုထင်တဲ့အတိုင်းဖြစ်မလာတဲ့အာကိုးရာတွေလောကမှာအများကြီးကြုံတွေ့ကြရတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်ပေါ်လာတဲ့အခါကျတော့တရဏဂမဏတရဏဆိုတဲ့ ကိုးခွေရာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မှာတုံးလာတာပမာရီရဲ့ဝေါဟာရထဲမှာလည်းပဲတရဏခမဏဆိုတဲ့စကားလုံးကိုသုံးပြုပြီးတော့တရဏဂုံဆိုတဲ့စကားလုံးကိုသုံးကြတယ်နော်တရဏဂုံယူတယ်တရဏဂုံတင်တယ်ဆိုတဲ့စကားလုံးတွေအများကြီးပေါ်လာတယ်ပေါ့တရဏဂုံစောက်တည်တယ်တို့ဒါဖြင့်အဲ့ဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ဟာဘာအဓိပ္ပာယ်ရှင်းတယ်လဲလို့ဆိုတော့တရဏဆိုတာ ယရဏသုံးပါးကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားအင်္ဂလိပ်လိုပြန်တော့ refuse လို့ပဲပြန်တယ်သူကအာကိုးစရာဘေးရန်ကိုယ်ွယ်ဖို့ရဘေးရန်နေလုံခြုံမဲ့နေရလို့တင်လို့ဆိုလိုတာပေါ့အဲ့တော့တရဏရဲ့အဓိပ္ပာယ်ရင်းက literal meaning ကဘာလဲလို့ဆိုရင်တရဏဆိုတာလူတွေအကြောက်တရားနဲ့လူတွေကိုအန္တရာယ်ပြုနေတဲ့၆လှန့်ခြင်းခံနေရတဲ့ဘေးရန်အန္တရာယ်တွေကို တကယ်ကိုဖယ်ရှားပေးနိုင်တဲ့အရာကိုတရဏလို့ခေါ်တာအကြောက်ပြေစီတဲ့အရာလို့ဆိုလို့ရတယ်နော်အကြောက်တရားကိုဖယ်ရှားပြစ်နိုင်တာကိုတရဏအဲ့ဒီတရဏလို့သတ်မှတ်တာတွေလောကမှာအများကြီးရှိတော်လဲဘုရားမြတ်စွာ ပွင့်ပေါ်လာတဲ့အခါမှာတကယ်တရဏဆိုတာတဲ့ဖယားတရားတန်ခါဘုရားဓမ္မတန်ခါဟာတကယ်တရဏဘာကြောင့်တရဏလို့ခေါ်တာတော့လို့ဆိုလို့ရှိရင်ဒီ ဒေါကလူသားတွေအပေါ်မှာကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုတကယ်ဖယ်ရှားပစ်တယ်။ဒါဖြင့်မြတ်စွာဘုရားကဗုဒ္ဓကလူတွေရဲ့တဏ္ဍာမှာကြာရောက်လာတဲ့အန္တရာယ်တွေကိုဘယ်နည်းနဲ့ဖယ်ရှားတာတုံးလို့မေးမယ်ဆိုလို့ရှိရင်ဟိတေပဝတ္တနေန အာဟိတာသနိဝတ္တနေနတဲ့။ကောင်းကျိုးစီးပွားချမ်းသာဖြစ်ပေါ်စေတတ်တဲ့ condition တွေပေါ့အကြောင်းကောင်းတွေကိုဖန်တီးပေးပြီးတော့ မကောင်းတဲ့အကြောင်းတရားတွေကိုဖယ်ရှားပစ်တာလောကမှာဘယ်ရာဖြစ်ဖြစ် condition တွေဆိုတာရှိတယ်အခြေအနေတွေပေါ့အဲ့တော့အကျိုးတစ်ခုတက်ရောက်စေတတ်တဲ့အခြေအနေတစ်ခုဆိုတာရှိတယ်အခြေအနေကအခြေအနေကောင်းရှိတယ်အခြေအနေဆိုးရှိတယ်အခြေအနေဆိုးတွေကိုဖယ်ရှားပြီးတော့အခြေအနေကောင်းတွေကိုဖန်တီးပေးတာဟာယူရတဲ့ကောင်းကျိုးချမ်းသာဖြစ်ပေါ်စေတတ်ဥပမာမဲ့လူတစ်ယောက်ကြီးပွားတိုးတက်ဖို့ဆိုလို့ရှိရင် သူသူလုံနေတဲ့လုံရက်တွေထဲမှာအချင်းတွေမကောင်းတာတွေကိုဓာတွေကိုမလုံနဲ့ဒီလမ်းကိုမသွားနဲ့လို့ပြောပေတယ်မင်းဒီလမ်းကသွားဓာတွေကိုလုံဆိုပြီးတော့အချင်းတွေကောင်းတွေကိုဖန်တီးပေးတကယ်မားတယ်ဆိုတာမနိုင်တာမဟုတ်ဘူးအချင်းတွေကောင်းပဲဖန်တီးပေးရတယ်ပေါ့အစ်စ်မှန်အချင်းတွေဥပမာပဲဆရာဝန်တွေဆိုလို့ရှိရင်ယောဂပြောက်ဖို့အတွက်သူအချင်းတွေတစ်ခုဖန်တီးပေးတယ်ဘာလို့ဆိုရင်အေးဒီအစားအစာတွေမစားနဲ့မတည့်ဘူးဒီလိုမနေနဲ့နော်ဒါက အဟိတာစနေဝတ္တနေနာပဲလူကိုအကျိုးမဖြစ်တဲ့အရာတွေဒီအစားစာတွေမတည့်ဘူးအဲ့ဒါတွေကိုရှောင်းဆိုပြီးတော့ပေးတယ်နောက်ပြီးတော့စားရမယ့်အစားစာတောက်ရမယ့်ဆေးဝါးအကျိုးစီးပွားကိုဖြစ်စေတတ်တဲ့အခြေအနေကောင်းတွေကိုဖန်တီးပေးတယ်ဒါတွေစားဒီဆေးတောက်ဆိုဟောကုသနာမှာဆွဲကပ်နေတဲ့ယောဂါပျောက်သွားတာပဲအဲ့ဒါဟာကြည့်သူကိုယ်တိုင်ကယောဂါတွေကိုယူပစ်နိုင်တာမဟုတ်ဘူးဒါကလောကရဲ့သဘောဝါ ဘသူမှဒီလိုလှုပ်ပေးနိုင်တာမဟုတ်လှုပ်ပေးတယ်ဆိုတာ condition ကိုဖန်တီးပေးတာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းတတ္တဝါတွေတဏ္ဍာမှာကြာရောက်နေတဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပေးတယ်ဆိုတာဒီနည်းနဲ့ဖယ်ရှားပေးတာဒါတွေကိုမလုံးနဲ့ဒါတွေကိုလုံးဝမယ်လို့ဆုံးမဩဝါဒပေးခြင်းဖြင့်တတ္တဝါတွေရဲ့တဏ္ဍာမှာတကယ်ကြာရောက်တဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပေးတယ်ဒါကြောင့်တရဏလို့ခေါ်တာတရဏဆိုတာဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပစ်တယ် ောက်ဆုံးမှာဖះကဘလောက်ထိအောင်ဖယ်ပေးနိုင်တော့ဆိုလို့ရှင်အေးဘဝရှိနေလို့ရှင်ဥချင်းနာချင်းတေချင်းဆိုတာရှိမှာပဲဘယ်လူမျိုးဘယ်ဘာသာဝင်မှမရှောင်လွှဲနိုင်တဲ့ကိစ္စကြီးတစ်ခုပဲဒါကတော့လူတိုင်းလက်ခံနေကြရတဲ့ဟာပဲဖယ်ရမှာဒီဥချင်းနာချင်းတေချင်းဆိုတဲ့ဆင်းရဲကလွတ်တဲ့လူမျိုးဆိုတာလည်းမရှိဘူးတတ္တဝါဆိုတာလည်းမရှိဘူးဘာသာဝင်ဆိုတာလည်းမရှိဘူးအလုံးပုံဆိုင်ဒီ common problem universal problem ကြီးပေါ့အဲ့ဒီ problem ကြီးကိုဖြည့်ရှင်းပေးနိုင်တဲ့နည်းကိုမြတ်စွာဘုရားကဟောထားတာအဲ့ဒီနည်းကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဘုန်းကြီးတို့တရားဟာဘေးရန်အန္တရာယ်တွေကလွတ်မြောက်ပြီးနောက်ဆုံးဘယ်တော့မှမအိုမအိုမအိုမနာမတည်ရတဲ့နိဗ္ဗာန်ဆိုတာကိုလမ်းညွှန်မှုပေးထားတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဘုရားဟာအစကနေအဆုံးထိအောင်တန်တရာရဲနေတဲ့အချိန်မှလည်းပဲဒီလမ်းကရှောက်ရင်တက်တာမယ်ဟိုလမ်းကသွားရင်ဆင်းရဲမယ်ဆိုတာတွေ အကုန်ညွှန်ကြားပေးထားတဲ့အတွက်ကြောင့်ဘုရားဟာတကယ်တရဏအစစ်လို့ဒီလိုဆိုလိုတာပေါ့။နောက်ဓမ္မကဘယ်လိုလုပ်ပြီးတရဏဖြစ်တယ်လဲဆိုတာဓမ္မဆိုတာဆေးနဲ့အလားတရံတူတယ်။ယောဂတွေ့ပြီးရင်ဆေးမရှိရင်ကုလို့မရဘူး။ဆေးမတော့ရင်လည်းမပြောက်ဘူး။အဲ့လိုမျိုးလိုပဲလက်တွေ့ကျင့်သုံးမှုဆိုတာရှိရတယ်။ဓမ္မကဒီဆေးဝါးကလူရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ယောဂကိုဖယ်ရှားတယ်လို့ပဲ။ ဒီဓမ္မကိုလိုက်တွေ့ရှင်းသုံးခြင်းဖြင့်လည်းလူတွေရဲ့တဏ္ဍာမှာရောက်ရှိနိုင်တဲ့ဘေးရန်အန္တရာယ်တွေခုနကဆိုးတဲ့ condition တွေကိုဖယ်ရှားပလိုက်တာပေါ့အခြေအနေကောင်းတွေကိုဖန်တီးပေးတာဓမ္မပဲပေါ့အဲ့ဒါကြောင့်မလို့စာပေကျမ်းကမှာတော့နော်ဘဝကန္တာရာနိဋ္ဌာရဏိနာဓမ္မကဘေးရန်အန္တရာယ်တွေကအကာအကွယ်ဖယ်ရှားပေးပုံဟာဘဝကန္တာရာနိဋ္ဌာရဏိနာကန္တာရတဖွဲ့ဖြစ်နေတဲ့ ဘဝခီးဆိုးကြီးကနေပြီးတော့ထုတ်ဆောင်ပေးတယ်မျက်စိလဲနေတယ်ကန္တာရခီးကြီးဆိုတာဆုံးစားမရှိသွားလာနေရတယ်အန္တရာယ်တွေကလည်းအမတန်များတယ်အေးဘဝခီးကြတော့ဒီ universal problem ဆိုတဲ့ဥကျင်းနာကျင်သိကျင်းဆိုတဲ့ဒီဆင်းရဲတွေနဲ့ကလူတိုင်းဟာကြုံပြီးတော့နောက်ဆုံးဘဝတစ်ခုဆုံးသတ်ကြရတာဆိုအလွန်အန္တရာယ်များတဲ့နေရာကြီးတစ်ခုပေါ့အဲ့ဒီအလွန်အန္တရာယ်များတဲ့နေရာကြီးကထွက်ပေါက်ရွာသွားဖို့ဆိုတာမလွယ်ဘူး အဲ့ဒီထပောက်ကိုပေးနိုင်တာဘယ်သူတုံးဆိုရင်ဓမ္မပဲပေါ့ဘယ်ဓမ္မလဲလို့ဆိုလို့ရှင်ဝိပဿနာဉာဏ်အစင်းစင်းကိုကျင့်လို့ရရှိလာတဲ့မဲ့လေးပါးနဲ့ဖုံလေးပါးနိဗ္ဗာန်အဲ့ဒီရောက်သွားရင်တော့ဒီအန္တရာယ်တွေကလုံးလုံးလုံးဝလွတ်တယ်ဒါကြောင့်မို့လို့ဓမ္မဟာဘဝကန္တာရနိဋ္ဌာရဏဘဝတည်းဟူသောခီးကဲကြီးကထုတ်ပေးတယ်အေးမထွက်ရသေးခင်လေအတ္တတဒါနတတ္တာယာမှုနှစ်သိမ့်မှုဆို လောကလူတွေကဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့အခါမှာတခါတလေကျတော့နှစ်သိမ့်စကားလေးရလဲတန်မိုးရှိတယ်နော်ကန္တာရာတဲကမလွတ်ပေမဲ့လူကန္တာရာခရီးခဲတဲမှာဘာလေးတွေရှိတတ်တုံးဆို oasis ဆိုတာလေးရှိတတ်အဲ့ဒီဓမ္မကိုခဏခဏမိခိုလဲရရင်တန်တရာတဲကမထွက်ရပေမဲ့လူမထွက်ရသေးပေမဲ့လူကန္တာရာတဲက oasis လေးမှာနားနားနေလိုက်ရတယ်လို့ချမ်းသာဒုက္ခရသွားနိုင်တယ်ဒါကြောင့်မို့လို့ဓမ္မဟာ ူကတရဏအစ်စ်ပဲနောက်တန်ဃာတွေကဘယ်လိုလုပ်ပြီးတော့တရဏဖြစ်ရသလဲလို့ဆိုတရဏဖြစ်ပုံချင်းမတူတန်ဃာတွေကျတော့လောကလူတွေဟာဒီကုသကောင်းမှုလှုပ်ချင်တယ်ဆိုတဲ့အခါမှာကုသကောင်းမှုလှုပ်တဲ့အခါမှာဒီအမျက်များများရတဲ့နေရာဟာတန်ဃာပဲရှိတယ်ဒီပြင်ဘယ်နေရာပဲလှုပ်လှုပ်တန်ဃာလှုပ်တယ်လို့အမျက်များများမရနိုင်ဘူးတဲ့ဒါကြောင့်မို့အပကနံပိကာရဏံဝိပုလဖလား ပฏิလာဘကရဏလို့တန်ဃာရေဟာဒီနည်းနည်းလေးလှူရင်တောင်နည်းနည်းလေးလှူတာတောင်မှပဲကုသိုလ်ကောင်းမှုနည်းနည်းလေးလှုပ်တယ်လှူတာကြီးမဟုတ်ဘူးလက်အုပ်လေးခြိတာလည်းကုသိုလ်လှုပ်တာပဲเนาะကုသိုလ်လှုပ်တယ်မျက်စိကနေပြီးကြည်နူးတဲ့စိတ်နဲ့ဖူးတာလည်းကုသိုလ်လှုပ်တာပဲလှူမှကုသိုလ်မဟုတ်ဘူးเนาะအပကနံပိကာရဏနည်းနည်းလေးမပြောစလောက်ကလေးဒီတန်ခါနဲ့ပတ်သက်ပြီးတော့လုံးလိုက်တဲ့ကုသိုလ်လေးဟာတဲ့ဝိပုလဖလကရဏ အများကြီးရသွားတယ်။ဆိုပါစို့လောကီစီးပွားရှာတဲ့အခါမှာအရင်လေးကနည်းနည်းနဲ့အများကြီးအများကြီးရတဲ့လုပ်ငန်းဆိုတာအမြဲတမ်းတမိုးရှိတာပေါ့။အဲ့တော့တန်ဃာတွေကလည်းပဲဒီလိုပဲအရင်နည်းနည်းနဲ့အများများများရဖို့အတွက်ကိုယ့်ရဲ့ကုသိုလ်လုပ်ဖို့အတွက်ဟာအမြဲတမ်းကုသိုလ်လုပ်ခြင်းဖြင့်တတ္တဝါတွေမှာအနိယကျုံနေတာတွေကနေမိကိုအားထားစရာတစ်ခုဖြစ်တယ်။ဒါကြောင့်မို့လို့တန်ဃာတွေကတန်ဃာဟာလည်းပဲသူကတရဏပဲလို့ပြောတာเนาะ အဲ့တော့တရဏဂုံဆိုတဲ့စင်္ဂလုံးနဲ့မှာတရဏဆိုတာဒီယရဏသုံးပါးဟာအဓိကအဲ့တော့ဒီပြင်တခြားဘာသာတွေမှာလည်းသူတို့ဘာသာတရဏသတ်မှတ်ထားတာတွေရှိတယ်ပေါ့သို့သောဒီစံနဲ့မှီဖို့လိုတယ်ပေါ့တရဏဆိုတဲ့စံဟာရှိတယ်ပေါ့အဲ့ဒီ standard ကိုမှီမှတကယ်တရဏအစစ်ဖြစ်မယ်မမှီဘူးဆိုရင်တရဏမဖြစ်ဘူးကိုထင်တဲ့အတိုင်းကောင်းကျိုးချမ်းသာတွေမပေးနိုင်ဘူးဆိုလို့ရှိရင်ဘေးအန္တရာယ်တွေကို shelter လုပ်မပေးဘူးဆိုရင်ဒါတရဏအစစ်လို့ပြောလို့မရဘူး ကဲတရဏအစစ်ဆိုတဲ့နေရာပေါ်မှာတရဏဂုံဆိုတာကြတော့ဘာပြောတော့ဆိုအဲ့ဒီတရဏအစစ်ကိုယုံကြည်တာအဲ့ဒီတရဏအစစ်ကိုယုံကြည်ပြီးတော့လက္ခဏာရယ်ယုံကြည်မှုကိုအခြေခံတဲ့အမြင်ရယ်အဲ့ဒီနှစ်ခုကိုတရဏကမ္မနာလို့ခေါ်တယ်လူရဲ့စိတ်နေသဘောထားပေါ့ဩ နတ်တဏ္ဍာမှာကြာရောက်လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုတကယ်ကာကွယ်ပေးနိုင်တာဟာဘုရားဓမ္မတန်ဃာလို့ဆိုတဲ့ပုံမှာယုံကြည်တဲ့အာကိုတယ်တကယ်ပေးနိုင်တယ်လို့ယုံကြည်တယ်ဒါကိုတတ္တာလို့ခေါ်တယ်အဲ့ဒီတတ္တာကိုအခြေခံလာတဲ့တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုအဲ့ဒီနှစ်ခုကိုတရဏခမနာလို့ပြောတာဒီနေရာမှာအတန်းနိုင်စာကြည့်မယ်ဆိုလို့ရှိရင်ကိုယောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီ ရွေးကြတယ်လေဘယ်ဆရာဝန်ကိုယုံကြည်တယ်လဲယုံကြည်တဲ့ဆရာဝန်စီသွားတယ်လေယုံကြည်တဲ့ဆရာဝန်စီသွားပြီးတော့ထိုယုံကြည်တဲ့ဆရာဝန်ရဲ့ကုသမှုကိုခံရတယ်အဲ့ဒါလိုပဲယုံကြည်မှုဆိုတာဆရာဝန်နဲ့တွေ့ဖို့ဟာဒါအဓိကတွေ့ပြီးလို့ဆေးဝါးသူ့အပေါ်မှာယုံကြည်ခြင်းနဲ့ဆေးတော့တယ်ယောဂပျောက်တယ်အဲ့ဒါလိုပဲငါရဲ့ ဒီတန်တရာမှာကြုံတွေ့နိုင်တဲ့ဘေးရန်အန္တရာယ်တွေအကာအွယ်ဖြစ်နိုင်တာဟာဘုရားဓမ္မတန်ခါလို့ယုံကြည်တယ်။ယုံကြည်သည့်အတွက်ကြောင့်ဘုရားဓမ္မတန်ခါကိုကိုးကွယ်တယ်။ကိုးကွယ်တယ်မှန်ကန်တဲ့အမြင်တစ်ခုမိမိတန်တာမှာကျင့်သုံးတယ်ဆိုတော့ဟောတတ္ထာရဲ့တရားကိုအခြေခံတဲ့တမာဒိဋ္ဌိဉာဏ်ရဲ့အဲ့ဒီနှစ်ခုဟာဒီနေရာမှာတရဏဂုံတရဏဂုံနဲ့ပြောတာ။ တရဏဂုံဆောက်တည်တယ်လို့တရဏဂုံလို့ဆိုတာဒီစိတ်ထက်ကိုဆိုလိုရင်းပဲအဓိကတော့နော်တတ္ထာရဲ့တမ္မာဒိဋ္ဌိတတ္ထာအခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့သူတို့နဲ့ရှင်တဲ့စိတ်ဒုပ္ပတ်တွေပေါ့နော်အဲ့ဒါတွေကိုလူတွေရဲ့တဏ္ဍာမဖြစ်တဲ့ယုံကြည်ချက်နဲ့ရှင်တွဲလာတဲ့စိတ်နေသဘောထားတွေအဲ့ဒါကိုတရဏဂုံလို့ပြောတာဒါမို့ခုနကဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆုံးသွားတဲ့အခါမှာနော် I take refuge in the Buddha. အင်္ဂလိပ်လိုတော့အဲ့လိုပြန်လို့ရှိတယ်။သို့မဟုတ် I go to the Buddha as a refuge လို့ဒီလိုလည်းပြန်တယ်။အဓိကကတော့ခုနပြောတဲ့ယုံကြည်ချက်ပဲနော်။တရဏလို့ယုံကြည်တယ်အာကိုးတယ်။အဲ့ဒီအာကိုးလို့တကယ်လက်ခံပြီးတော့ယုံကြည်ရာဖြစ်အတိမတ်ပြုတာကိုဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဒီလိုဆိုတာတဲ့။အေးကောင်းပြီ။ဘုရားဘာသာတွေဟာတကယ်ယုံကြည်ချက်နဲ့အလုံးလို့ကြတယ်။ အဲ့လိုယုံကြည်ခြင်းနဲ့အလုံးလို့သည့်အတွက်ကြောင့်မြတ်စွာဘုရားကအာဟိတာသနေဝတ္တနေနဟိတေပဝတ္တနေနအာဟိတာသနေဝတ္တနေနမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒဟာအမြဲတမ်းနှစ်ဖက်ရှိတယ်။ကောင်းကျိုးကိုလမ်းညွှန်ပေးမယ်မကောင်းကျိုးကိုဖြစ်စေရတဲ့အကြောင်းတရားတွေကိုဖယ်ရှားဖို့ညှိပေးမယ်နော်။ဒီနှစ်ခုကအမြဲသွားရတယ်။ဒါကိုရှောင်ဟိုဟာကိုဆောင်ဒီလိုအမြဲနှစ်ခုနှစ်ခုသွားမယ်ပေါ့ အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဆုံးမဩဝါဒပေးတဲ့ဆုံးမလေးတစ်ခုကိုမှတ်သားဖို့လိုတယ်။အဲ့ဒီဆုံးမလေးတစ်ခုကဘာလဲလို့ဆိုတော့လူတိုင်းလူတိုင်းအတွက်ကောင်းဖို့အတွက်ဒီဘာလဲလို့ဆိုရင်ဘဝမှာရောက်ရှိနေထိုင်ကြတဲ့အခါမှာဒက်ခံဂဟပတံသာဓုတယ်။နံပါတ်1လောကမှာလူဘဝမှာမိသားစုနဲ့နေထိုင်တဲ့ပုံစံတွေဟာနံပါတ်1ရှိတဲ့ရှိလိုက်တဲ့ condition ပေါ့ good condition ဆိုအခြေအနေကောင်းစွာပါလဲဆိုရင်စီးပွားရှာတဲ့နေရာမှာကြံ့ကျင်လိမ္မာမှုရှိဖို့တဲ့ဒါတစ်ခုတန်ဝိပိစင်စဘောဇနာရှာဖွေလို့ရလာတဲ့စီးစိမ်ဥစ္စာတွေဟာတိမ့်ထားဖို့မဟုတ်ဘူးမိမိကိုယ်တိုင်ချမ်းသာအောင်နေဖို့မိမိရဲ့မိသားစုချမ်းသာအောင်ထားဖို့နော်မိမိရဲ့မိတ်ဆွေတင်ဟာတွေချမ်းသာအောင်ထားဖို့နောက်မိမိယုံကြည်ကိုးကွယ်တဲ့ဒီ တန်ဃာတွေကိုလှူဖို့တန်းဖို့ဆိုရင်ဒီအချက်လေးချက်နဲ့ကို့မှာရရှိလာတဲ့ပစ္စည်းဥစ္စာကို share လုပ်တာပေါ့အဲ့ဒါလည်းပဲအဲ့ဒီလို share လုပ်ချင်းဖြင့်ဘာဖြစ်လဲဆိုရင်အများရဲ့မေတ္တာကိုကိုရရတယ်ပေါ့နော်မေတ္တာပို့ပါမေတ္တာပို့ပါဆိုလို့ပို့ချင်မှပို့မှာပေါ့နော်အဲ့တော့မေတ္တာဆိုတာပြယုံနဲ့ပြတာနဲ့ရတယ်ပေါ့တောင်းလို့မရဘူးပြမှရတယ်ပေါ့အဲ့တော့ share လုပ်ချင်းဖြင့်ကို့ပေါ်မှာမေတ္တာတွေရောက်လာတယ် ဒါကြောင့်မို့ဒါဟာလည်းလိုအပ်တယ်တဲ့ဆိုလိုတာကစီးပွားရှာရှာပြီးရင်ကိုယ့်ပစ္စည်းကိုယ်တယောက်တည်းမသုံးနဲ့ရှယ်ယာလုပ်လို့ဆိုလိုတယ်။ကဲရှယ်ယာလုပ်ပြီးတဲ့အခါလူဆိုတာတစ်ခါတလေအကောင်းနဲ့ဆုံရင်ဆုံတယ်မကောင်းတာနဲ့ကြုံရင်ကြုံတယ်။ကဲတော့ကောင်းတာတွေနဲ့ကြုံတဲ့အခါမှာလူတွေဟာဘာဖြစ်တတ်လဲလို့ဆိုရင်နော်လူတွေဟာကောင်းတာတွေကြုံတဲ့ဥပါယာရုတွေတက်တယ်စီးပွားတွေတက်တယ်ပစ္စည်းဥစ္စာတွေလူကအဆင့်တန်းမြင့်လာပြီဆိုရင် ကိုနဲ့အပေါင်းအသင်းတွေပေါ်မှာသူကမြင့်လာပြီလို့ထင်းလာတာနဲ့တပြိုင်နဲ့အောက်တန်းချတယ်။ကြံတဲ့လူတွေကိုနော်အထင်သေးမြင်သေးတွေဖြစ်လာတယ်ပေါ့။ဘဝင်မြင့်လာတယ်လို့ပြောရမှာပေါ့။အဲ့ဒါမျိုးမဖြစ်စေနဲ့တဲ့မြတ်စွာဘုရား။အထထသောအဟသောအထလာပေသူတဲ့။ကိုအောင်မြင်လာလို့ရှိရင်ဘဝင်မမြင့်နဲ့တဲ့။ဒါလည်းအရေးကြီးတယ်။စိတ်ကိုပုံမှန်နေထိုင်ကြရမယ်တဲ့။ဒါလည်းဟိတေပဝတ္တနိနာပဲ။အကျိုးစီးပွားကိုဖြစ်အောင် မလုံးသေးတာမလုံးနဲ့လို့ပြောတာเนาะနောက်တစ်ခုကဘာတော့ဆိုရင်လူတွေဟာတခါတည်းဟာကံမကောင်းအကြောင်းမလားလို့ယာရုတွေကြသွားတယ်စီးပွားဥစ္စာတွေပြတ်သွားတယ်ဆိုရင်ဘာဖြစ်ဖြစ်တယ် depression ဝင်နေတယ်အဲ့ဒါလည်းပဲမကောင်းတာပဲတဲ့ဒါကြောင့်မျက်ဆောင်ပြအထဗျာပတိအဗျာထောကိုကောင်းကျိုးစီးပွားတွေကိုယ့်ရဲ့အကျိုးစီးပွားတွေပျက်စီးသွားပြီဆိုရင်စိတ်နှလုံးတုန်လုံးမှုမဖြစ်စေနဲ့တဲ့ဟောတာတွေကမျက်ဆောင်ပြက ဘုန်းကြီးတို့တွေကိုတုံတင်ပေးတဲ့တကယ်ကိုဟိတကိုဖြစ်စေတတ်တဲ့ကောင်းတဲ့ condition တွေပဲအဲ့ဒီ condition တွေကိုလမ်းညွှန်ပေးလို့ဖះဆိုတာကိုယ်ွယ်တိုက်တယ်လို့ပြောတာနော်အချိန်နေကောင်းတွေကိုဖန်တီးပေးတယ်လို့ဆိုလိုတယ်အေးဒီတခုနဲ့တည်းပဲအာကိုးစရာလုံလောက်သွားတယ်ပေါ့လောကကြီးမှာနေလို့ဘဝဆိုတာအဆင်ပြေတယ်လို့အေးဒါကြောင့်မို့လို့ လူတိုင်းစောင့်တည်နေကြတဲ့တရဏဂုံတရဏဂုံဆိုတာအဲ့ဒီအထိပဲရှိတယ်လို့ကိုစီကိုစီသဘောကျပြီးတော့မှန်ကန်သောစိတ်ထားဖြင့်ယုံကြည်အားကိုးမှုဆိုတဲ့တရဏဂုံတရားကိုပွားများနိုင်ကြပါစေကုန်သတည်း